ဒီအချက်တွေကြောင့်ယိုကာရက်စ်တဲ့ OCN ကိုပဲရွေးချယ်မယ်ဆိုတဲ့ Ferdinand ပြည်ထောင်စုဝန်ကြီးများ Manchester Force ကနေအားလုံးကိုပြောင်းလဲကြိုးလိုက်ပါတယ် မန်ချက်စတာလိုက်တဲ့အတင်းရလဲရှေ့တိုင်းစစ်မှုတွေဖြစ်တဲ့ဝါမန်ဝိုင်လန်နဲ့ဂျိုရှွာဇလီတို့ဟာပြီးခဲ့တဲ့တရားသီလုံးမှာမှအတွင်းကိုဗနက်ကောမများရှိခဲ့ပါဘူး။ဝိုင်လန်ကတရားသီလုံးနေထားတဲ့ဂိုးပေါပြောက်ခဲ့တယ်လို့ဇလီကလည်းတိုင်းစစ်မှုတွေအထက်နောက်ချန်တိုင်းစစ်နေရမှာသာကစားခဲ့ရလို့အတွင်းကိုတွေများများဆဆမတွင်းယူနိုင်ခဲ့ပါဘူး။လက်ရှိမှာထောင်တိုင်းစစ်မှုတွေအတွက် United နဲ့တရင်ကြီးနေကစားမှာနှစ်ယောက်ပဲရှိပါရင်ပထမတူက Sporting Lisbon အသင်းအသက်29နှစ်ရွယ်ဆွေတင်တိုင်းစစ်မှုဗီတာယူကာရပါယူကာရကပြီးခဲ့တဲ့ရာသီမှာ Sporting Lisbon အသင်းအတွက်ပြိုင်ပွဲဆို52ပွဲမှာ52ဂိုးသွင်း12ဂိုးဖန်ပြီးပေးထားခဲ့တာပါ။ ဒုတိယတခုကပေးခဲ့တဲ့ရာသီကဂါရာစိအသင်းမှာအငှားသွားကစားခဲ့တဲ့အသက်26နှစ်ရွယ်နိုင်ဂျီးရီးယားတိုက်စစ်မှုဗီတာအိုစီဟန်ပါ။အိုစီဟန်ကပေးခဲ့တဲ့ရာသီမှာဂါရာစိအသင်းအတွက်ပြိုင်ပွဲစုံ၄၀တဝဲမှာ39ကိုသွင်းပြီးတော့9ကိုဖန်နေပေးထားနိုင်ခဲ့တာပါ။ United ပြိုင်သက်တွေကလည်းဒီနှစ်ဦးထဲကဘယ်သူကိုခေါ်တင်နေဘယ်သူကိုမခေါ်တင်မှုအငင်းခုန်ဖြစ်နေပါရင် United ကတော့ဝန်ထမ်းခံလို့ Yu Farinan ကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောဆိုလာခဲ့ပါရင် အားလုံးကယူကာရက်အကြောင်းပဲပြောနေကြတာပါဒါပေမဲ့ကျွန်တော်ဈေးကွက်ကိုကဲခဲကြည့်လိုက်တဲ့အချိန်မှာယူကာရက်တက် OCN ကိုပဲရွေးချယ်ချင်ပါတယ်အဓိကကတော့ OCN ရဲ့အတွေ့အကြုံတွေကြောင့်ပါ OCN ကသူ့ရဲ့အရေးအသွေးတွေကိုလီပေါင်းစုံနဲ့နိုင်ငံအသင်းအဆင့်တွေမှာတက်တည်ပြသပေးတာပါ OCN ကထိတ်တန်းအဆင့်တိုက်စစ်မှုပါဒီလိုပြောလို့ယူကာရက်ကိုမကောင်းဘူးပြောလို့ပါဘူးကျွန်တော်ကရွေးချယ်ခွင့်ရမယ်ဆိုရင် OCN ကိုပဲရွေးချယ်မယ်လို့ပြောတာပါလို့ Finance ကပြောဆိုသွားခဲ့တာပါ ဒီနေ့တင်ဆက်မှုကတော့ရောပါမယ်။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစေဝင်စားပွဲအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။